ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျမမိတ်ဆွေများအတွက်အဖမင်းသိန်းခါရဲ့ဖျောက်ကတ်လူရတဲ့နီလန်းလေးတစ်ခုကိုညှဝေပေးခြင်းပါတယ်။ဒီနီလန်းလေးကတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေနော်အိုးရင်တွေအထိုင်ခင်းတွေပတ်သက်တဲ့လုပ်ငန်းမျိုးတွေကိုပိုင်ပွဲုံလုပ်ငန်းတွေအများတန်းကောင်းမနေနိုင်ပါဘူး။ တစ်ခါတစ်ခါခက်ခဲတယ်ကြုံတွေ့ရတတ်ပါတယ်အဲ့တော့စကားပြောတဲ့လုပ်ငန်းပဲဖြစ်ဖြစ်ဘယ်နေရာမဆိုတိုက်ခန့်နေပေါ်ပေါက်လာပါတယ်အဲ့တော့မိမိတို့ရဲ့လုပ်ငန်းဒီမှာတစ်ခါတရံမှာခက်ခဲတွေတွေ့နေတယ်နော်နှောက်ရှက်တွေတွေ့နေတယ်ဆိုလို့ရှိရင်เนาะအခုကျမပြောတဲ့အဘမင်းသိင်္ဂါရဲ့ရေနရလေးနီလန်လေးတစ်ခုကိုမြတ်စွာဘုရားရှင်ကိုကတ်လူပေးရမှာဖြစ်ပါတယ်เนาะ ဒီ area လေးကမခတ်ပါဘူးတနင်္ဂနွေသားသမီးများဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့ကနေပြီးတော့မိမိတို့ရဲ့မွေးနေ့မနက်9:45မှာပေါ့ဒီလိုပဲတနင်္လာသားသမီးဆိုရင်မိမိတို့ရဲ့မွေးနေ့9:45မှာအင်္ဂါသားသမီးဆိုရင်မိမိတို့ရဲ့မွေးနေ့9:45မှာအဲ့တော့9နှစ်နဲ့သားသမီးများကမိမိတို့ရဲ့မွေးနေ့9:45မှာပြုလုပ်နိုင်ပါတယ် အခုစပြီးတော့တနင်္ဂနွေသားသမီးရနေပြီးတော့မှမြတ်စွာဘုရားရှင်ကိုကတ်လူရတဲ့လူွယ်ရလေးများကိုပြောပြပေးမှာဖြစ်ပါတယ်တော့တနင်္ဂနွေသားသမီးများကကျမအခုနာပြောတဲ့အလို့အကိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အမှုပညာလုပ်ငန်းနေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုလုပ်ငန်းမျိုးမဆိုမိမိတို့မှာအခက်အခဲတွေတွေ့နေတဲ့အတိုက်အခံတွေတွေ့နေတဲ့အနှောက်အယှက်တွေတွေ့နေတယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့မွေးနေ့9:45မှာတနင်္ဂနွေသားသမီးများပကံများတစ်ချက်ထဲမှာ ငါပြောသည်ဖီးချန်ကပြောသည်ပျော်ပျော်ဆယ်လုံးအခွန်နှွာပါ ခွန်နှွာပြီးတော့ထဲ့ပါပြီးွားရင်တကြားအပေါ်ကနေဖြူးပေးပါတကြားဖြူးပြီးွားပြီးဆိုရင်တော့မိမိတို့ရဲ့အိမ်ဖေးအားမှာဆုံးကတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုဆုံးကတ်ပေးခြင်းအားဖြင့်တပတ်ကိုတစ်ချိန်ဆုံးကတ်ပေးခြင်းအားဖြင့်သုံးမှတ်တိတိပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့လုပ်ငန်းတွေပြန်လည်ပြီးတော့ဥတီမော့လာပါတယ်ပြန်လည်ပြီးတော့ ရှေ့ဆက်ပြီးတော့မှလက်ပတ်သွားနိုင်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများအခုပြောတဲ့ရန်ညာလေးကိုတိတိကျကျလေးပြုလုပ်ဖို့လိုအပ်ပါတယ်။အဲ့ဒီလိုပါပဲတနင်္လာသားသမီးများဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့9:45မှာပကံလုံး6လုံးထဲမှာเนาะပကံလုံးလေး6လုံးလက်ဖေးရင်သွေးတောက်တဲ့ပကံလုံးလေး6လုံးထဲမှာဇီးတီအပြည့်ထည့်ပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ် ဇီးတိအပြည့်ထည့်ပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်။အင်္ဂါသားသမီးများဆိုလို့ရှိရင်ပကံများထဲမှာလက်ဖက်အသားကြီးပဲနော်ဘာမှမပါဘူးလက်ဖက်အသားကြီးပဲငါးပုံပုံပြီးတော့မိမိတို့ရဲ့အင်္ဂါနေ့9:45မှာမြတ်စွာဘုရားရှင်ကိုကတ်လှူထမ်းပေးရမှာဖြစ်ပါတယ်။ 3ပတ်3ချိန်တည်တည်ကတ်လူပေးရမှာဖြစ်ပါတယ်เนาะဗုဒ္ဓဘုရားသမီးများဆိုလို့ရှိရင်မိမိတို့ပုဂံများ3ချက်ထဲမှာပဲပြုံများထည့်ပါပုဂံများတီတီလေးတွေဗောလဖိပကံများလေးအချက်၃ချက်တည်းမှာပဲပြုတ်လေးတွေပုံပြီးတော့ထည့်ပြီးတော့မြတ်စွာဘုရားရှင်ကိုမိမိတို့ရဲ့မွေးနေ့9:45မှာကတ်လူပြီးမှဆိုလို့ရှိရင်လဲပြန်လည်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းတွေကောင်းမွန်လာပါတယ် ဲ့တော့၃ချိန်၃ခါတီးတီးလုပ်ပေးရမှာဖြစ်ပါတယ်။ကြာသာပရိသားသမီးများဆိုလို့ရှိရင်မိမိတို့အိမ်မှာတရက်တီးအချောက်ကိုလှူဒန်းပေးလို့ရပါတယ်။ဒါမှမဟုတ်ရင်တရက်ယူလည်းလှူဒန်းပေးလို့ရပါတယ်။ဒါမှမဟုတ်ရင်တရက်တီးအမှဲ့ကလေးတွေကိုအစိတ်ကလေးတွေလုပ်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာလှူဒန်းပေးလို့ရပါတယ်။၃ကြိမ်၃ဘက်တီးတီးလှူဒန်းပေးရမှာဖြစ်ပါတယ်။တောက်ကြသားသမီးများဆိုရင်ဖန်ခွက်၈ခွက်ထဲမှာ နွားနို့စစ်စစ်အပြည့်ထည့်ပြီးတော့မှမိမိတို့ရဲ့အိမ်ဖီးယားမှာကက်လူပေးတာမှဖြစ်ပါတယ်။တောက်ကြသားများလှူဒန်းရမယ်နွားနို့ကလည်းအစိမ့်ဖြစ်ရမှာပါနွားနို့အစိမ့်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်။စနေသားသမီးများဆိုလို့ရှိရင်အုံးသီးကိုဂျင်းနဲ့ချစ်ပြီးတော့ပကံများအသေးရှစ်ပကံထဲမှာ ုံးဒီချစ်ထားတာလေးကိုရှစ်ပုံပုံပြီးတော့ထဲပါပကံများရှစ်ပကံနဲ့မိမိတို့ရဲ့မျက်စွာဖျားရှင်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးကို၃ချိန်၃ခါအတီးတီးလှူဒန်းပေးမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့အလုပ်ကံတွေပြန်လည်ကောင်းမွန်လာပါတယ်။မိမိတို့ရဲ့လုပ်ငန်းတွေလည်းပွင့်လန်းလာပါတယ်။မိမိတို့မြင်တာနဲ့မျက်နှာမြင်ချစ်ခင်စီပါလေလက်လာပတ်တွေလည်းအလွန်ပေါများလာပါတယ်။ကဲခொနည်းရဲ့သားသမီးများအားလုံး ရှိနေဖွာသားသမီးများလုံးစိတ်ချမ်းသာခြင်း ကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။တခုပြောဖို့မေ့နေပါတယ်။ဗုဒ္ဓဘူးသားသမီးများဆိုလို့ရှိရင်တော့ဗုဒ္ဓဘူးညနေဖွာရာဟုသားသမီးတွေလည်းအကျုံးဝင်ပါတယ်ရှင်။